ပစ္စာရှိစီဆရာတော်အရှင်ဥတ္တမဘာကြတော်မူတဲ့ဇောတိကတထေကြီးအကြောင်းတရားတော်ဒီတရားတော်ကိုပူဇော်ခွင့်ပြုပါရန်ဆရာတော်အားယုတိလေးမြတ်စွာရှောက်တံအပ်ပါသည်ဗျာဒီနေ့ကိုလည်းသိပြီးတော့မပြောဘူးသေးတဲ့ဇောတိကတထေကြီးအကြောင်းပြောခြင်း ਨੇ သူเจ้าကိုဖက်ကြည့်ရတာမယုံစရာကောင်းလောက်အောင်ကိုပဲကြည်ကျန်ခံရတယ်ပေါ့နော် သူကဗေမိတာရာမင်းကြီးရဲ့အတိုင်းပြည်မှာဖြစ်တာပဲ။ဒါမဲ့ဘရင်တဲ့သူကအများကြီးတာနေတယ်။သူနေတဲ့နေရာတွေကိုနှက်တီဖန်ဆင်းပေးထားတယ်လို့ဆိုတယ်။သူ့ရဲ့အိမ်ကိုနှက်ဘလူတွေက ဆုံးရှောက်တယ်။အလွန်နမဲ့ကြီးလွန်းလို့လူတွေကတတိအိမ်ကိုလာလာကြည့်တယ်။ဗေမိတာရာမင်းကြီးတောင်အလှဲ့မကြဘူးတော်တော်နဲ့မင်းကြီးကနောက်တော့သွားကြည့်တာပေါ့။သူ့တန်းပြည်ထဲမှာရှိတဲ့တတိကြီးကသူ့ထဲတောင်နမဲ့ကြီးနေတယ်ဆိုတော့လေ အဲ့တော့အဇာတတကသူ့လက်ကိုဆွဲပြီးတော့ခလေးပေါက်စာလေးခိုက်သွားတယ်လို့ဆိုတယ်။ကိုရောက်တဲ့အခါကျတော့ဂျုံမကလက်လန်းပေးတာကိုတောင်းမဂျုံမကိုတရေကြီးကတော့ထင်ပြီးတော့သူကရှက်နေတယ်တဲ့လက်မကန်ရဲဘူးတဲ့။အဇာတတစိတ်ထဲမှာလည်းအလွန်ကြီးကြဲခမ်းလာတဲ့အိမ်တော်ကြီးပေါ့။ငါဘေကရှင်မြင်ဖြစ်ပြီးတော့တစ်သားအိမ်နဲ့နေရတယ်ပေါ့။ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ဒီတရေကဘာကြောင့်မို့ဒီလောက်ကြီးကြဲကြဲနေတာတော့ငါရှင်မြင်ဖြစ်လို့ကတော့ငါဒီနေရာကိုလာပြီးတိမ့်ပြီးတော့ ငါဒီနေရာမှာနေမယ်လို့တခါတည်းသူကစဉ်းစားတယ်။အဲဒီနောက်တော့အစားတသက်ရှင်မြင်ဖြစ်လာပြီဆိုကြပါစို့။ရှင်မြင်ဖြစ်လာတော့သူဦးစားပေးလုပ်မယ်လုပ်ငန်းထဲမှာဒီဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းကလည်းတခုပဲ။အဲဒီတော့သွားသိမ်းတဲ့စိတ်အင်္ကာတွေပြင်ဆင်ပြီးတော့ဖြစ်ချင်တော့အဲဒီချိန်မှာဇောတိကတထေကြီးကမြတ်စွာဘုရားရဲ့အကြောင်းသွားပြီးတရားနာနေတယ်။သူ့ရဲ့အိမ်ကားတွေအုတ်တရိုင်းတွေကဖန်နေမှန်နေနဲ့လက်တွေကဖန်ဆင်းပေးထားတယ်လို့ဆိုတယ် စစ်တပ်ကဝိုင်းတဲ့အခါကျတော့သူတို့ရဲ့အရေးတွေကိုပဲအဲသူတို့ရဲ့ဆင်တွင်မြင့်နေကလက်ပြီးအကုန်ပြန်ပြေးတယ်။အစားတသက်ကလည်းဓာရီကိုဒီအိမ်ဆောင်ထားတဲ့စစ်တပ်ပဲဖြစ်မယ်လို့သူကထင်တယ်။အဲ့ဒါနဲ့ပြင်းရင်နဲ့ဘုရားကျောင်းတော်ရောက်သွားတယ်တဲ့။ရောက်သွားတဲ့အခါကျတော့တထေးကြီးကိုတွေ့တော့သင်ဟာသင်ရဲ့လက်အောင်ငယ်သားတွေကိုငါနဲ့စစ်ထိုးဖို့ထားပစ်ခဲ့ပြီးသင်ကတော့ဒီမှာလာပြီးတရားနာခြင်းအောင်ဆောင်ရရသလားပေါ့။အဲ့ကြတော့ဇောဒီကတထေးကရှင်မင်းကြီးကျွန်တော်ရင်ဘာဖြစ်လို့သွားတာရောဆိုတော့ အနာမေအိမ်ကိုတဲ့ယူမလို့သွားစစ်ထိုးတာဆိုတော့မင်းကြီးရဲ့ကျွန်ုပ်အိမ်ကိုတိတ်ဖို့မပြောနဲ့တဲ့ကျွန်ုပ်ကမပေးဘူးဆိုရင်လည်းကျွန်ုပ်ရဲ့ပစ္စည်းကိုစံချီမြေတမြင်လေးတောင်မင်းကြီးယူလို့မရဘူးတဲ့အဲ့လိုပြောတဲ့အခါကျတော့နဇာရဒန်မင်းကြီးကမယုံဘူးမယုံလို့ရှိရင်တင်ရှားအောင်ပြမယ်လက်ဆဲเจ้าမှာတခြားချင်းကိုလက်စွပ်ကတကွင်းစီဝဲထားတဲ့တရေကြီးကလက်စွပ်ကဆယ်ခွင်းဒီလက်စွပ်ကိုတဲ့ကျွန်ုပ်မင်းကြီးကိုမပေးဘူးတဲ့မင်းကြီးကယူပါတယ် မင်းကြီးကဆွဲချွတ်တယ်လုံးဝမချွတ်ဘူး။အစားတသမင်းကအလုံးအားကောင်းတယ်လို့ဇာတဲ့ပြည်ထဲမှာပါတယ်။ဒီလောက်အားကြီးတဲ့မင်းကဒီလက်စွပ်ကိုချွတ်အောင်မချွတ်နိုင်ဘူးတဲ့။အဲ့ဒါနဲ့ချွေးတွေပါတယ်ပြန်နေပြီဆိုတော့မှကဲမင်းကြီးလည်းပြင်မဲ့ပါတယ်။ဝင်လဲတော့ဘဇိုးကိုဖြန့်လိုက်ပါဆိုပြီးတော့အဲ့ဒီလက်ဆဲချောင်းကိုအောက်ဆိုင်ချလိုက်တာ။လက်စွပ်တွေကသူ့ဘာသာသူလျှော့ကြသွားတယ်တဲ့။သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူးတဲ့။အဲ့ဒါပါလဲဆိုတော့သူကကောင်းမှုကိုပြုစင်တော့ကဆူတောင်းနဲ့တွဲပြီးတော့ပြုတာ။ ဲ့ဒီမှာတခုတူကြတာကဒီဖြစ်ရက်ကသူ့အတွက်တော့အလွန်ကောင်းတဲ့ဖြစ်ရက်တခုဘာလို့ဆိုသူအလွန်တန်ဝေကရသွားတယ်။ Lucky season ဆိုတာရန်အလွန်များတယ်ပေါ့နော်။အဲ့ဒါကလည်းပါရမီကလည်းပါခဲ့တဲ့ပုံကိုကောင်းဖို့ကိုလည်းအထွတ်အထိပ်ပြုခဲ့တဲ့ပုံကိုဆိုတော့မြတ်စွာဘုရားစီမှာယဟန်ပြုခွင့်တောင်းတယ်။သူလည်းယဟန်ပြုသွားရောအဲ့ဒီစီစဉ်တွေကအကုန်လုံး꿰သွားတယ်တဲ့သူလည်းယဟန်နာဖြစ်သွားတယ်တဲ့ဒါကြောင့်သူကအဲ့ဒီလောက်ကြီးကျယ်တဲ့အကျိုးရလဒ်တွေ အံ့ဩစရာကောင်းတဲ့ဖြစ်ရတွေနဲ့ဘာကြောင့်သူ့ဘွားကဒီလောက်ကြည်ကြတဲ့လဲဆိုတော့ကောင်းမှုအထူးပြုခဲ့တာကြောင့်ပဲတဲ့ဖြစ်ခဲ့မှုတဲ့ဘွားတစ်ခုမှကြံဆိုင်စားတဲ့ညီကိုနှစ်ယောက်ဖြစ်ခဲ့မှုတော့ပေါ့ပြည့်စည်ကဗုဒ္ဓအရှင်မြတ်တစ်ပါးကိုကျင်းလို့တယ်ကျင်းလို့ပြီးဆိုတောင်းတဲ့အခါကျတော့အခုဖြစ်တဲ့ပုံကအရှင်ဘုရားတို့သိတဲ့တရားသိပြရစီဒါပဲညီဖြစ်တဲ့ဇောတိကအလောင်းလျာကတော့အရှင်ဘုရားတို့သိတဲ့တရားကိုသိပြရစီ ဒါပေမဲ့လို့မသိသေးခင်မှာဒီဘဝတန်တရားမှာချင်းချင်းသာသာနေပြရစေနိဗ္ဗာန်ကိုလည်းသူရကျင်တယ်ဘဝတန်တရားပေါ်မှာလည်းမက်မောတဲ့စိတ်သူရှိနေတယ်ပေါ့အဲ့ဒီစိတ်နဲ့ဆူတောင်းတဲ့အတွက်ကြောင့်ဝိပ္ပတိမျက်စွာပြလက်ထက်မှာအဲ့ဒီညီကိုနှစ်ယောက်ကညီကိုနှစ်ယောက်ပဲပြန်ဖြစ်တယ်အကိုဖြစ်တဲ့သူကဝိပ္ပတိမျက်စွာပြစီမှာရမ်းပြုတ်ပြီးရဲနာဖြစ်သွားတယ်ညီကတော့မပြုတ်နိုင်ဘူးဒီစည်းစိမ်တွေထဲမှာပဲနေတယ်အပရာဇိတာတဲ့သူ့နာမည်ကတထည့်ကြီးပါပဲ။ အဲ့ဒီဝိပတိမြတ်စွာဘုရားလက်ထက်မှာသူပြုခဲ့တဲ့ကောင်းမှုကမြတ်စွာဘုရားတရင်တော်ဘုကန္နာကုရီတာကြီးဆောက်လူတယ်လူတွေကိုတရားနာလာစေခြင်းလို့ဆိုပြီးတော့เจ้ามาသူကရဲနာပစ္စည်းတွေချဲထားတယ်တရားနာလာတဲ့ပုံကိုတွေကလက်နဲ့တဏှာယူသွားလို့ရတယ်သူစေတနာကဘယ်လိုစဉ်းစားတာလဲဆိုတော့လူတိုင်းတရားတရားရှိတာမဟုတ်ဘူးပေါ့နော်တရားနာခြင်းလို့လားနာတဲ့သူရှိတယ်လို့ဒီပစ္စည်းဥစ္စာကိုလိုခြင်းလို့လာတဲ့သူလည်းရှိမှာပဲလားပဲစီ လာတော့ကတော့ပြည်စည်းဥစ္စာလိုချင်လို့လာတာပဲဒါမဲ့ဒီကြတော့တရားနာမိလို့ရှိရင်တို့အတိအမြင်တောင်းသွားနိုင်တယ်ဥစ္စာပြည်စည်းကအရေးကြီးတာမဟုတ်ဘူးတို့အတိညာရသွားဖို့ကအရေးကြီးတယ်လို့သူကစိတ်ထားတာခொနည်းတိတိဥစ္စာပြည်စည်းတွေကြောက်တံပရမများတွေကျဲထားတဲ့အခါမှာအကြောင်းထဲမှာတခုကိုတော့သူကတော့တော့ကိုမြတ်နိုးတယ်တဲ့မြတ်စွာဘုရားရှင်ရဲ့ပြင်ချင်းမှာပူဇော်ထားတဲ့တခွာသည့်အသေးစားလောက်ရှိတဲ့အလွန်တင့်တယ်တဲ့ပရမများတဲ့ အဲ့ဒါကိုတော့ဘယ်သူမှမယူပါစေနဲ့လို့သူ့စိတ်ထဲမှာအဲ့တလို့ဖြစ်နေရတဲ့။ဒီနေ့တော့မိစ္ဆာယူပါရရှိတဲ့ပုံနာတယောက်ကမြတ်စွာဘုရားနာချင်းကပ်ပြီးတော့ဒီပြင်ဟာမျိုးပဲနဲ့အဲ့ဒီပရများခိုးသွားတယ်တဲ့။အဲ့ဒါကိုတတိကြီးကမြင်တော့စိတ်မချမ်းသာဘူးပေါ့နော်။ဒါနဲ့မြတ်စွာဘုရားတဲ့ဒီပြင်ရဲ့ဒီမှာကျောင်းတိုင်းထဲမှာရှိတဲ့ပြည်စည်းရယူသွားတာဘလို့မှမနေဘူးစိတ်နဲ့ချမ်းသာတယ်။ဒါပေမဲ့မြတ်စွာဘုရားအတွက်တပည့်တော်ရည်ရွယ်ထားတဲ့ဒီအလွန်တင့်နေတဲ့ပရများကြီးယူသွားတာတော့စိတ်ထက်ခံရခက်တယ်ပေါ့။ ဒါနဲ့ဝိပတိမြတ်စွာဘုရားကဘာပြောလဲဆိုတော့သင်တည်းမင်းကိုယ့်ပစ္စည်းကိုကိုယ်မကြိုက်လို့ရှိရင်သူများမယူနိုင်အောင်လုပ်တဲ့အနည်းမျိုးမှမတည်ပဲကိုလို့ပြောလိုက်တော့မှနားလည်သွားပြီးတော့ဆူတောင်းနေဒီနေ့အဲ့ဒီချိန်ကစပြီးသူပြုတ်ရတဲ့ကုသိုလ်ကောင်းမှုတို့ကြောင့်မလို့သူ့ရဲ့ပစ္စည်းကိုသူဒါမပိတ်လို့ဘူးဆိုရင်ဘယ်သူမှစံချင်မြင်တမင်ကစပြီးမယူနိုင်ပါစေတတိလို့ဒီဆန္ဒပြုတ်ခဲ့တယ်ပေါ့နော်အဲ့တော့ဆန္ဒနဲ့ကောင်းမှုနဲ့ပေါင်းပြီးပြုတ်တဲ့ဆန္ဒမှု ပြည်ပါတဲ့သဘောပေါ်တော့ဒါကဇောတိကတထေရဲ့အကြောင်းအရာလေးတွေပါတဲ့နောက်ထပ်လည်းဆရာတော်ရဲ့တရားတွေကိုကောင်းမြတ်ပူဇော်ခြင်းပါသေးတယ်ရှင်တပ်ပါအိစာမင်္ဂလာကိုရွှဲကတတိုင်းရပါစီကျေးဇူးတင်ပါတယ်ရှင်ဒီမှာတူတာပါ